ောင်မြင်ပြီးမှဆရာအရင်ပေါ်မှာမလေးစားတဲ့အပြုတ်မှုတွေလုံနေကြောင်းထွက်ပေါ်လာတဲ့နေထော ပရိသတ်များလုံးမဲမင်္ဂလာပေါင်းပရိသတ်တွေကြားမှာတရုတ်ဆောင်ကတယောက်ဖြစ်အချိန်တော်အတွင်းမှာနေရာတစ်ခုရလာခဲ့တဲ့သူကိုပိုင်အရေးချင်းတဲ့စူးစမ်းမှုတွေအကြောင်းအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိနေတဲ့သူဒါပေမဲ့အခုအဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာမေကွန်းထုတ်เสียဖြစ်ရတဲ့ခုထွက်ပေါ်လာခဲ့ပါတယ်ဒါကတော့တရုတ်ဆောင်နေထွက်ကသူ့ကိုအနည်းပညာလောကရဲ့လက်တွဲခေါ်ခဲ့တဲ့ဆရာအရင်ဖြစ်သူအပေါ်မှာအောင်မြင်လာတဲ့အချိန်မလေးမစားပြုမှုခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေပါပဲဒီအကြောင်းအရာတွေကဘယ်ကနေဘလို့စတင်ခဲ့ရလဲတကယ်ပဲနေထွက်တယောက်ပြောင်းလဲသွားခဲ့ရလားနေထွက်ဆိုတာနဲ့ခစ်ပြိုင်မင်းသားတွေထဲမှာ ှာသရုပ်ဆောင်ရေချင်းပြဝသူတယောက်ဖြစ်ပြသက်တွေကအတိမတ်ပြုထားကြတာပါသူရဲ့စူးစမ်းမှုအတိုင်းကိုနိုင်ငံတကာအသိမိအောင်ဆိုပြီးအများနဲ့ပြင်ဆင်နေသူတယောက်လည်းဖြစ်ပါတယ်တကယ်တော့နေထွန်းဟာမိဘမျိုးရိုးကချမ်းသာကြွားပေမဲ့အဲ့ဒီအရှိန်အဝါကိုလုံးဝအသုံးမချခဲ့ပေကိုတူးကိုချွန်စူးစမ်းခဲ့တဲ့သူပါသူရဲ့ဘဝအစကတော့အတန်ဇလန်းတွေကနေစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကသူရဲ့နာမည်ကတော့ Blake ပါ ဒီအသက်ဇလန်းတွေကိုဇလန်းတို့လေးတွေဖြစ်ပြန်လဲအသက်သွင်းရိုက်ကူးခဲ့တဲ့အချိန်မှာ Blade ဆိုတဲ့လူငယ်လေးကိုတရုတ်ဆောင်မင်းသားတယောက်ဖြစ်လာအောင်ပတ်မိုးပေးခဲ့တာကတော့ Director Tira Lin မှာပဲရှိန် Director Tira Lin က Blade ခေါ်နေထွက်ရဲ့တရုတ်ဆောင်ရဲ့အချင်းကိုသဘောကျခဲ့ပြီးအခွင့်အရေးတွေပေးခဲ့တာရှင်သူ့ရဲ့ဆရာအရင်လိုတော်ဆိုနိုင်ပါတယ် Director Tira Lin ကနေထွက်ရဲ့အရေးအချင်းကိုယုံကြည်လုံးလုံးမီယိုဖလာလို့အမည်ရတဲ့ရုပ်ရှင်စကားကြီးမှာခေါင်းဆောင်မင်းသားဖြစ်တင်ရိုက်ခဲ့တာပါစင်စားကြည့်ပါရှင်အရင်အချိန်ကနေထွက်ဟာရုပ်ရှင်ဇာတ်ကားကြီးတွေမှာခေါင်းဆောင်မင်းသားအဖြစ်တောင်မရိုက်ကူးဖူးသေးပါဘူးဒါပေ မဲ့ဒရိုက်တာတီတာလင်းကသူ့တပည့်ကိုယုံကြည်ခဲ့တာနဲ့ပဲသူ့ကိုအခွင့်အရေးကြီးကြီးမားမားပေးခဲ့တာပေါ့ဒါပေမဲ့အခုတော့အဲ့ဒီယုံကြည်မှုတွေကအယမထင်တော့တဲ့အခြေအနေဖြစ်လာရဲ့ရှင်ဒရိုက်တာတီတာလင်းကနေထွန်းဟာအောင်မြင်ပြီးနောက်ပိုင်းလောကပြောင်းလဲသွားခဲ့ပြီလို့ဖွင့်ချပြောဆိုလာပါတယ်ဇလန်ကတော့ဒီလိုပါရှင်မီယိုဖလာရုပ်ရှင်စကားကြီးကရိုက်ကူးပီးစီးနေတာကြပါပြီဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ယုံမတင်နိုင်သေးပဲအခက်ခဲတွေရှိနေခဲ့အောင်ရှင်ဒီနေ့အတော်အတွင်းမှာယုံတင်ဖို့စ조사နေကောင်းအထူးသဖြင့်ဇက်ကားရိုက်ကူးခဲ့တဲ့တောင်မြုံဒေသခံတွေကလည်းအရန်ကိုချစ်ချင်နေကြပါပြီ င်းဒီအချိန်မှာဒရိုက်တာကဇက်ကားရဲ့ခေါင်းဆောင်မင်းသားနေထွတ်ခေါ်ဘလိတ်ကိုဇက်ကားနဲ့ပတ်သက်လို့ဆိုရှယ်မီဒီယာမှာ post လေးတင်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။နေထွတ်ကအစပိုင်းမှာတင်ပေးခဲ့ပေမဲ့မကြာခင်မှာပဲဘာမှမပြောမစုံနဲ့အဲ့ဒီ post ကိုပြန်ဖြုတ်ချသွားခဲ့တာပါ။ဒါကိုဒရိုက်တာတီရာလင်းကသတိထားမိပြီးငါတပည့်ငါကိုလုတ်ရက်တယ်ဆိုပြီးအရန်ကိုစေမကောင်းဖြစ်ခဲ့ရတယ်ရှင်။ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူးနော်။ဇက်ကား poster အတွက်ဓာတ်ပုံကောင်းကောင်းလေးတောင်းတဲ့အခါမှာလေနေထွတ်ကအိမ်မှာ guitar တီးနေတဲ့တာမန်ပုံတစ်ပုံကိုပဲပို့ပေးခဲ့ပါတယ်။ဒါဟာ professional မဆန်တဲ့အပြု ုမူကိုယ့်ရဲ့ပထမဆုံးဇာကားကြီးအပေါ်အလေးမထားတဲ့အပြစ်မှုအဖြစ်ဒရိုက်တာကရှုမြင်သွားပြီးတော့သူ့တပည့်ကဒီလောက်ထိဖြစ်သွားမယ်လို့မထင်ခဲ့ပေအရန်ကိုခံစားခဲ့ရတယ်လို့ဆိုပါတယ်တကယ်တော့မီယိုဖလာဇာကားကဘသူစီကမှကူးချထားတဲ့ copy ကမဟုတ်ပါဘူးရှင်ဒရိုက်တာတီတာလင်းကိုယ်တိုင်ဇလန်ရေးဖန်တီးထားတဲ့ original ဇလန်တစ်ပုဒ်ပါ တောင်ပြုံးဒေတာထိအဖွဲသားတွေအလုံးအကုန်ကြခံပြီးတော်ရုံရိုက်ကူထားရတာပါမြမရုံရှင်လောကမှာပေါ်ကားတွေရုံတင်နေတဲ့အချိန်ဒီလိုအနှစ်သာရရရှိတဲ့ဇာကားကရုံတင်နိုင်ဖို့ဘလောက်တောင်ခက်ခဲလဲဆိုတာပိသက်တွေလည်းအသိပါပဲဒီလိုကိုယ်တိုင်ဖန်တီးထားရဲ့ဇာကားကိုပထမဆုံးခေါင်းဆောင်မင်းသားဖြစ်တရိုင်းခဲ့တဲ့ဇာကားပေါ်မှာနေထွက်ရဲ့စိတ်မပါတဲ့အပြုတ်မှုတွေကြောင့်ဒရိုက်တာကပို့ပြီးခန်းစားခဲ့ရတာဖြစ်နိုင်ပါတယ်အခုဒီအကြောင်းတွေပေါ်ထွက်လာတော့နေထွက်ရဲ့ပိသက်တွေကြားမှာလည်းအသက်နှစ်မျိုးထွက်လာခဲ့တဲ့ရှင် တချို့ကတော့အောင်မြင်လာကမှဆရာကိုမလေးမဆလို့တောင်မဖြစ်သင့်ဘူးကင်မရာနောက်ွယ်ကစိတ်ထားကိုတိလိုက်ရပြီဆိုပြီးနေထွက်ကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်ဇလန်တွဲမင်းသားဖြစ်အောင်မြင်လာတဲ့အချိန်မှာကိုယ့်ရဲ့မူလဆရာကိုဒီလိုမဆက်ဆံသင့်ဘူးလို့ထောက်ပြနေကြတာပါတချို့ကတော့နေထွက်အောင်မြင်နေတာကိုမနာလို့လို့ဖွင့်ချတာလားဆိုပြီးဒရိုက်တာဘက်ကိုမိကုန်းနေထောက်ကြပြန်ပါတယ်တချို့ကျတော့လေသူတို့နှစ်ယောက်ကြားမှာပုံကိုရေးပြဿနာတစ်ခုခုရှိခဲ့လေမလားလို့တွေးဆနေကြတာပါနေထွက်ကတော့လက်ရှိမှာဇလန်တွဲမင်းသားတယောက်ဖြစ်အခိုင်အမာနေရာရနေသလိုကြောင်ညာတွေတချင်းဆိုတာတွေမှာလေ ဲ့အောင်မြင်မှုတွေရရှိနေစေပေါ့ဒီကိစ္စမှာရော နေထွက်ကတကယ်ပဲအောင်မြင်မှုကိုမူရစ်ပြီးပြောင်းလဲသွားခဲ့ရလားဒါမှမဟုတ်သူဘက်ကပြောချင်နေတဲ့ပြည်သက်တွေမသိသေးတဲ့နောက်ွယ်ကအကြောင်းပြချက်တွေရှိနေသေးမလားဆိုတော့ခမမခမ်းမပေးခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ